င်္ဂလာပါရှင်။တောင်လင်းထားရဲ့ဧပြီလ၈ရက်နေ့ည၈နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တောင်လင်းထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထား Application ကနေလည်းဝင်ရောက်ရှိနိုင်ပါတယ်။ကျွန်မယုံကြည်ပါပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့အပြည့်ရထားပေးမယ်စစ်ကောင်စီနေစဉ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေရလို့ AAPB ပြောလိုက်တဲ့သတင်း။ ငလင်ကြောင့်ပြည်သူတွေနေအိမ်3000ကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ NUG ပြောခဲ့တဲ့သတင်းနဲ့မွန်ပြည်နယ်မှာယာယီလိုင်စင်ဆိုင်ကယ်တွေဖမ်းဆီးငွေညှဉ်းခံနေရတဲ့သတင်းမော်လန်နဲ့ကင်တက်တွေရဲ့ဘူဟာမြောက်ထိုးစစ်အတန်တိတ်နေဆဲဖြစ်တဲ့ဆိုတဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ဇွန်လ3ရက်မှာတောင်ကိုရီးယားကြားဖြတ်သမ္မတရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့သတင်းအခွန်တိုးကောက်မဲ့ထရိုင်းရဲ့ချင်းချောင်းမှုကိုအဆုံးထိတိုက်ပွဲဝင်သွားမယ်လို့တရုတ်တုံ့ပြန်လိုက်တဲ့သတင်းတွေနဲ့အတူ အာနာသိန်းကာလာတပ်ဖြတ်ဖန်စီခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလီဝသသတင်းတွေကိုပါရှုသားကြရမှာပါ။ စစ်ကောင်စီကငလင်ပင်နဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နိုင်မှုယာယီအပြည့်အကာလကိုကြီးညာထားပေမဲ့တိုင်းနယ်ပြည်နယ်တွေမှာလက်နက်ကြီးအပြင်လေကြောင်းတိုက်ခတ်မှုတွေကိုနေ့စဉ်လှုပ်ဆောင်လျက်ရှိနေတယ်လို့နိုင်ငံရေးကျင်းသားများကကြေညာဆောင်ရွက်ရေးတဲ့ AAPP က April 6ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ ဧပြီလ2ရက်နေ့ကစပြီးဧပြီလ22ရက်နေ့အထိရပ်ပေါင်း20ကျော်ကြာယာယီအပြည့်ရက်ကာလအဖြစ်စစ်ကောင်စီကထုတ်ပြန်ကြေညာထားပေမဲ့နိုင်ငံတော်ကတိုင်းနယ်ပြည်နယ်တွေမှာ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကိုဇတိုက်လှုံ့ဆောင်နေတာပါဧပြီလ4ရက်နေ့မှာလွိုင်ကော်မြို့နယ်ရှိကင်းကောခုကျေးရွာကိုစစ်ကောင်စီကလေကြောင်းအပြင်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အယက်သား9ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ် ဒါပြင်အဲ့ဒီနေ့မှာပဲရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ကိုစစ်ကောင်စီကတိုက်လေရင်နဲ့ပုံကျဲခဲ့တာကြောင့်ခရစ်ယာန်ဖျားเจ้าတကြောင်အပါဝင်လူနေအိမ်တွေထိခိုက်ပျက်စီးခဲ့ပြီးအရသာပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဧပြီလ9ရက်နေ့မှာလဲရှမ်းပြည်နယ်နောင်ချိုမြို့နယ်နဲ့ညောင်ရွှေမြို့နယ်မကွေးတိုင်းပခုတ်ကူမြို့နယ်မန္တလေးတိုင်းမတ္တရာမြို့နယ်တို့ကိုစစ်ကောင်စီကလက်နက်ကြီးဖြင့်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်20ကျော်ထိခိုက်ပျက်စီးခဲ့ပြီးပြည်သူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ အလာတူပြီးခဲ့တဲ့ဧပြီလ6ရက်နေ့ကလည်းသခိုင်းတိုင်းဘူးတလင်မြို့နယ်နဲ့ချောင်းဦးမြို့နယ်တွေမှာစစ်ကောင်စီတပ်ရဲ့စစ်တပ်လေထီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ၄ဦးသေဆုံးခဲ့တယ်လို့ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့တယ်လို့ AAPP ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ အင်အားခွနဲ့တသမခွနဲ့ရှိတဲ့အင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်နိုင်ငံတော်မှာအရသာပြည်သူတွေနေအိမ်3368လုံးပျက်စီးဆုံးရှုံးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကဧပြီလ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့နေ့လယ်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်ဇကိုင်းမန္တလေးနေပြည်တော်ကောင်စီပဲခူးနဲ့ရှမ်းတောင်တွေမှာထိခိုက်ဆုံးရှုံးမှုများပြားခဲ့တာပါ။ အန်ယူဂျီရဲ့စည်ရင်တွေအရငလင်တန်းကျောင်းတင်ဆောင်ခဲ့သူ3550ဦးထိခိုက်ဒဏ်ရာရရှိသူ4689ဦးပျောက်ဆုံးနေသူ220ဦးနဲ့အခြေခံအဆောက်အအုံ4603ဦးဘာသာရေးအဆောက်အုံ9324လုံးပြည်သူတွေနေအိမ်3368လုံးစာသင်ကျောင်း954ကျောင်းနဲ့ငလင်ဘေးသင့်သူဦးရေ3တန်းကျော်အထိရှိခဲ့ပါတယ် မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးတဲ့ကြောင့်လူသေးဆုံးမှုနဲ့အခြေခံစောက်အောင်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ကနေဒါနိုင်ငံကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီဖြင့်အမေရိကန်ဒေါ်လာ2သန်းထောက်ပံ့ပေးခဲ့ပါတယ်။ ။ဥရောပသမဂ္ဂ EU ကလည်းလူသားချင်းစာနာထောက်ထားမှုအကူအညီအတွက်နောက်ထပ်ယူရို10သန်းထောက်ပံ့ပေးခဲ့ပြီးအဲ့ဒီရန်မုံငွေဟာအရေးပေါ်အမှုအကဆေးဝါးကုသမှုရေးသန်းနဲ့မိလာတန်ရှင်ရေးတွေအတွက်ထောက်ပံ့ပေးနိုင်လိမ့်မယ်လို့ဆိုထားပါတယ်။ကုလသမဂ္ဂကလည်းလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေအတွက်ဘေးကင်းပြီးအကန့်အသတ်ရှိဝင်ရောက်နိုင်မှုလိုအပ်တဲ့အစီအမံတွေအလုံးကိုအကန့်အသတ်ရှိလှုပ်ဆောင်နိုင်မှုတောင်းဆိုထားပါတယ်။ တဖက်မှာလည်းစစ်ကောင်စီရဲ့နိုင်ငံရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းစွေနဲ့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညီနိုင်ရေးယုံအကြီးအကဲတွေဦးဆောင်တဲ့ကိုစလဲအဖွဲ့ကိုပြီးခဲ့တဲ့ဧပြီလ6ရက်နေ့မှာနေပြည်တော်မှာလက်ခံတွဲဆောင်ခဲ့တယ်လို့နိုင်ငံမှာရုပ်တံကနေတဆင့်အကြေညာထားပါတယ်။ အဲ့ဒီအစည်းအဝေးမှာ UN ဩချရဲ့အကြီးအကဲကငလင်ဘေးသင်းပြည်သူတွေကိုကူညီဖို့အတွက်နိုင်ငံတကာမှလှူဒန်းငွေ American Dollar 63တန်းရရှိထားပြီးကုလသမဂ္ဂရဲ့အရေးပေါ်ရန်ပုံငွေမှာဒေါ်လာ5တန်းအသုံးပြုသွားမှာဖြစ်တယ်လို့အဲ့ဒီငွေတွေနဲ့အကူအညီပေးရေးလုပ်ငန်းတွေကိုအကောင့်ထည့်ဖော်ဖို့ကုလဝန်ထမ်းတွေကိုလည်းစေလွှတ်သွားမယ်လို့ဆိုထားပါတယ်ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1928ရက်တွင်ကြာဆုံးသူနယ်ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စီးမှုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1928ရာအတွင်းအစံဖတ်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6481ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါ့အပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ28994ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ6826ဦးအထိရှိလာပြီဖြစ်ပါတယ်။မော်ဘီနယ်မှာတော့အာနာသိမ့်မှုကာလာတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ် ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။စစ်ကောင်စီလက်အောက်ခံတွေဟာတရားမဝင်ကုံသွယ်မှုတိုက်ဖြတ်ရေးခေါင်းစဉ်နဲ့မျိုးဝင်မျိုးထွန်းနေရတွေရင်သွားရင်လာများတဲ့နေရာတွေမှာယာယီလိုင်စင်ဆိုင်ကယ်တွေကိုစစ်ဆေးပြီးဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။ဒီအကြောင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါဗျ။ မွန်ပြည်နယ်မှာစစ်ကောင်စီလက်အောက်ခံရင်တင်းရဲပါဝင်ဌာနဆိုင်ရာပူးပေါင်းဖွဲ့တွေကယာယီလိုင်စင်ဆိုင်ကယ်တွေကိုဖမ်းဆီးပြီးချင်းချောင်းဝင်ညှိမှုတွေဇက်တိုက်လုဆောင်နေတယ်လို့ဒေသခံတွေကတန်လွင်တိုင်းကိုပြောပါတယ်စစ်ကောင်စီလက်အောက်ခံပူးပေါင်းဖွဲ့ဝင်တွေဟာတရားမဝင်ကုံသွယ်မှုတိုက်ဖျက်ရေးကောင်းစဉ်နဲ့မြို့ဝင်မြို့ထွက်နေရာတွေပါဝင်ရှင်သွားရင်လာများတဲ့နေရာတွေမှာယာယီလိုင်စင်ဆိုင်ကယ်တွေကိုစစ်ဆေးပြီးဖမ်းဆီးမှုတွေပြုလုပ်နေတာပါ ီးခဲ့တဲ့ဧပြီလ၄ရက်နေ့ကလည်းတထုံမြို့နယ်နဲ့တန်ပြူစီရဲ့မြို့နယ်မှာလိုင်စင်မဲ့မော်တော်ဆိုင်ကယ်၃စီးကိုဝန်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးအထူးဘွဲ့ရဲ့စီမံခန့်ခွဲမှုနဲ့ဖမ်းဆီးပြီးပို့ကုန်သွင်းကုန်ဥပဒေနဲ့ရေးယူခဲ့တယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ထားပါတယ်။အမည်မပေါ်လိုတဲ့မွန်ပြည်နယ်ဒေသခံတူကတော့စစ်ကောင်စီဖမ်းဆီးထားတဲ့ယာယီလိုင်စင်ဆိုင်ကယ်တွေဟာအယောင်းဆိုင်တွေကလိုင်စင်လုတ်ပေးမယ်ဆိုပြီးလိုင်စင်စည်းနဲ့ဝယ်လာတာတွေဖြစ်ပြီးအခုလိုဖမ်းဆီးတာကြောင့်အများကြီးနင့်နာမှုရှိတယ်လို့ပြောပါတယ် ဟိုတချို့ကြတော့လေတန်ရကြတော့ဒီအောင်လိုင်းရှင်လုတ်ပေးမယ်ဆိုပြီးတော့ဟိုလိုင်းရှင်စည်းနဲ့တချို့ဟိုဝယ်ထားတာတွေရှိတယ်လေအဲ့ဒါမျိုးလူတွေဖမ်းမိပိုင်းတော့တော်ဟိုဟိုလိုင်းရှင်စည်းနဲ့ပြီးဝယ်ပြီးတော့ဟိုမိပိုင်းနဲ့ခါကြတော့သူတို့ကတော့ညိုင်းနေတာတော့ဒီမှာရိုးရိုးဒီတမန်ဟိုကဲကူလာနဲ့ဆိုင်တယ်ဒီဆိုလို့ရှိရင်ဟောဆိုပါစုဟိုတင်းဟို80 90လောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီညိုင်းနှစ်ပတ်ပြန်နဲ့ဟိုကဆိုင်မှာတချို့တွေကဒီလိုင်းရှင်နဲ့ပါပြီးဆိုပြီးတော့ တရံကြော်တာတို့အဲ့လိုမျိုးတွေရှိတယ်လေဒီဟောအများကြီးနင်းတာတော့ဒီဝယ်တဲ့လူတွေတွေ့ဟောနော်ဒါအပြင်စစ်ကောင်စီလက်အောက်ခံတွေကနိုင်စင်မဲ့ရင်ဆိုပြီးဖမ်းဆီးနေတဲ့မော်တော်ဆိုင်ကယ်တချို့ဟာရောင်းဆိုင်တွေကနိုင်စင်လုံပေးမယ်ဆိုတဲ့အတွက်ဝယ်ယူထားတာဖြစ်တာကြောင့်အယောင်ဆိုင်တွေအနေနဲ့တာဝန်ယူသင့်တယ်လို့သူကဆက်ပြောပါတယ်စစ်ကောင်စီလက်အောက်ခံတချို့ကတော့ဒိုင်းစင်မဲ့ရင်တွေကိုစစ်ဆေးဖမ်းဆီးပြီးနောက် တချို့ကငွေကြေးအဆမတန်တောင်းကပြန်လွတ်ပေးတာရှိတယ်လို့ငွေကြေးမပေးနိုင်တဲ့သူတွေကိုတော့မော်တော်ယာဉ်သိမ်းဆဲကလူကိုလဲရေးယူတာရှိတယ်လို့ဒေသခံတွေကပြောကြပါတယ်။လိုင်စင်မဲ့မော်တော်ယာဉ်အများစုဟာနေဆက်တွေကတဆင်စစ်ကောင်စီလက်အောက်ခံဂိတ်တွေကိုငွေကြေးအမျိုးမျိုးပေးကဝင်ရောက်လာတာဖြစ်ပြီးဒေသရင်းစီးနင်းတာအပြင်တခြားဒေသတွေကိုလည်းရောင်းချနေတာပါ။ဝန်ပြည်နယ်မှာတော့လိုင်စင်မဲ့မော်တော်ယာဉ်တွေကိုအိမ်နီးချင်းထိုင်းနိုင်ငံကတဆင် ဝင်ရောက်လာတာဖြစ်ပြီးဒေသတွင်းမှာတော့စစ်ကောင်စီနဲ့နှီးဆက်သူတွေစီးနှင်တာရှိတယ်လို့အချို့တွေကတော့စစ်ကောင်စီလက်အောက်ခံတွေကိုတရားမဝင်ငွေကြေးပေးပြီးစီးနှင်တာရှိတယ်လို့သိရပါတယ်။မတ်လအတွင်းမော်ဘီနယ်ရဲ့စစ်ရေးအခြေအနေဟာတည်ငြိမ်နေပြီးမော်လနဲ့ကိုင်တက်တွေကတော့အင်အားစုဖွဲ့မှုကြိုးပမ်းချက်ကလွှဲရင်စစ်စင်ရေးတွေဟာရပ်တန့်နေရလို့ရာမညာအင်စတီကျူနိုင်ငံရေးသုတေသနဌာနကထုတ်ပြန်ထားပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ စစ်ကောင်စီရဲ့ဌာနဆိုင်ရာအုပ်ချုပ်ရေးနဲ့တပ်စခန်းတွေစိုးမှုမှုအားကောင်းနေတဲ့မွန်ပြည်နယ်မှာမော်လနက်ကင်တပ်တွေရဲ့ဗျူဟာမြောက်ထိုးစစ်ဆင်တိုက်ပွဲတွေဒီကနေ့ချိန်ထိအထံတိတ်နေဆဲဖြစ်ပါတယ်။မတ်လအတွင်းမွန်ပြည်နယ်ရဲ့စစ်အခြေအနေဟာတည်ငြိမ်နေပြီးမော်လနက်ကင်တပ်တွေကတော့အင်အားစုဖွဲ့မှုကျိုးပန်းချက်ကလွဲရင်စစ်ဆင်ရေးတွေရပ်တန့်နေတယ်လို့ရာမြအင်စတီကျူနိုင်ငံရေးသုတေသနဌာန Rice ကဆိုပါတယ်။ စစ်ကောင်စီကိုဆန့်ကျင်နေတဲ့မော်လနဲ့ကင်တက်တွေဟာတက်သားတဲ့ဖိတ်ခေါ်တာနဲ့စစ်တပ်နံပေးတာတွေကိုအာယုံဆိုင်နေပုံရတယ်လို့ Rice ရဲ့အပတ်စဉ်သုံးသက်ချက်စီရင်ခန်းစာကဖော်ပြပါရီမွန်ပြည်တော်လိုင်းရေးတပ် MSRF ပြောခွင့်ရတဲ့နေကားကမော်လနဲ့ကင်တက်တွေအနေနဲ့ခေါ်စာတိုက်ပွဲပြီးဇန်နဝါရီနှောင်းပိုင်းကစပြီးတော့ဒေသရင်းတိုက်ပွဲတွေဖော်ဆောင်မှုမရှိသလောက်ဖြစ်ခဲ့တယ်လို့တယ်လွင်တိုင်းကိုပြောပါရီဒါအပြင်တဖွဲ့နဲ့တဖွဲ့ကြားယုံကြည်မှုတည်ဆောက်နိုင်ဖို့စူပေါင်းဥဆောင်မှုနဲ့တပ်ဖွဲ့တွေကိုစုစည်းဖို့လိုအပ်တယ်လို့ ်လက်နက်လူသူအင်အားဖြင့်စစ်ရေးဖြူဟာကျွမ်းကျင်သူတွေလိုအပ်ချက်ကြောင်းလို့ဆိုပါတယ်။ချုံငုံပြီးပြောရမယ်ဆိုလို့ရှိရင်တက်တွေပူပေါင်းဆောင်ရွက်မှုက အားနည်းနေတယ်။တွေ့ကြုံရှိတဲ့တက်မှုတွေနည်းတယ်။နလိုအပ်တဲ့စစ်လက်နက်ပစ္စည်းတွေမလုံလောက်ဘူး။အဲနောက်ဆုံးပြောချင်တာကတော့ရန်သူဘက်ကလည်းအင်အားတွေမတရားဟိုဖြည့်တင်းလာတယ်2023 24နဲ့စာလို့ရှိရင်ရန်သူရဲ့အင်အားဟာအတော်လေးကိုများလာတယ်လို့ပြောရမယ်။ သူတို့ရဲ့ view ဟာတွေကလည်းပြောင်းလဲလာတဲ့စက်ကောင်စီရဲ့စီးရဲလှုပ်ရှားမှုတွေဟာအရင်ကလိုမျိုးတက်တွင်းဖန်ကာတွေမှာခံစစ်အသွင်ခုခံကာကွယ်ဖို့မဟုတ်တော့ပဲအခုချိန်မှာတက်ပြင်ထွက်ပြီးနယ်မြေရှင်းလင်းရေးတွေလှုပ်လာနိုင်ပြီလို့သူကထောက်ပြပါတယ်ရုရှားရဲ့စီးရင်ခံစာရပြီးခဲ့တဲ့ match လအတွင်းကြိုက်ထုတ်ဘီလင်းနဲ့ရေးမြူနယ်တို့မှသာတော်လိုင်းအဖွဲ့တွေရဲ့ပျောက်ကြားတက်ခိုက်မှု၄ချိန်ရှိခဲ့ပြီးစစ်ကောင်စီရဲ့စီးရဲလှုပ်ရှားမှုပုံများနေတာပါတော်လိုင်းအဖွဲ့တွေရှိတဲ့နေရာတွေကိုစစ်ကောင်စီက drone နဲ့ကင်းထောက်တာဘုံကျဲတာတွေခက်ဆစ်ဆစ်ပြုတ်လောက်ခဲ့ပြီး match လာအတွင်းကြိုက်ထူဘီလင်းနဲ့ရေးမြွနယ်တို့မှာ drone တိုက်ခိုက်မှု6ကြိမ်အထိရှိခဲ့တယ်လို့စီရင်ခံစာရသိရပါတယ်။အာနာသိမ်းမှုအလွန်ပေါပေါက်လာတဲ့ဆရာနာရှင်စနစ်မြစ်ပြက်ကြီးဟာ၄နှစ်ကျော်လာခဲ့ပြီးနိုင်ငံတော်မှာရှိတဲ့မြို့ပေါင်း60ကျော်ကိုလည်းတော်လိုင်းအင်အားစုတွေကသိမ်းပိုက်ထိန်းချုပ်ထားတာပါ။တခုတည်းသောမွန်တက်တော်ပေါ်ထွန်းလာရေးပထမအဆင့်အနေနဲ့ပူရဲစစ်စင်ရေးတွေဖော်ဆောင်နိုင်ဖို့ မော်လနဲ့ကင်တက်၄တက်ကနေပူပေါင်းထားတဲ့ရာမရစစ်ကြောင်းကတော့တိုက်ပွဲဖော်ဆောင်တာမတွေ့ရသေးပါဘူး။ရာမရစစ်ကြောင်းအနေနဲ့မုတ်တုံရသည်မတိုင်မီဗျူဟာရရေးပါတဲ့စစ်ကောင်စီအခြေစိုက်စကန်လက်နက်ကြီးတက်နဲ့စစ်မှုထက်လေ့ကျင့်ရေးစကန်တွေကိုထိုးစစ်ဆင်လာနိုင်ခြေရှိတယ်လို့သုံးသပ်မှုတွေလည်းရှိနေတာပါ။ရာမရစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူဒေါက်တာတီတီမွန်ချန်းကဗျူဟာမြောက်စစ်စင်ရေးလုပ်နိုင်ဖို့အခြေအနေရရက်ကိုသုံးသပ်ပြီးအခြေယူရတာဖြစ်လို့အခုချိန်မှာအသင့်ရှိတယ်လို့တာလွန်တိုင်းကိုပြောပါတယ်။ ယခုချိန်မှာရံမြက်ပူးတွဲစီကြောင်းဟိုစီရေးဆိုင်ရာပြင်ဆင်မှုတွေပြီးမြောက်ခဲ့ပြီးမြို့ဟိုစီကြောင်းရဲ့စီရေးပန်းတိုင်ဖြစ်တဲ့ပြူဟာမြောက်စီစဉ်ရေးတွေအချိန်မရွေးဟိုပြုတ်လုံနိုင်ဖို့အသည့်အနေအထားမှာဟိုရှိနေတယ်လို့ပဲဟိုပြောနိုင်ပါတယ်ပူးတွဲစီကြောင်းမှာမွန်ပြည်လွမြောက်ရေးတပ်တော် MLA မွန်ပြည်သက်ပါတီ AD ရဲ့မွန်မျိုးသားလွမြောက်ရေးတပ်မတော် MNL AD မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့မွန်ပြည်တော်လှန်ရေးတပ် MSF တို့ပါဝင်ပါတယ် ဆီယနာရှင်စနစ်တော်လှန်ရေးမှာမွန်နိုင်ငံရေးဥစားအောင်ဖွဲ့ဖြစ်တဲ့မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကလည်း match 30ရက်နေ့ကရေးပြည်သူကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့စစ်ရေးနိုင်ငံရေးအရာပူးပေါင်းဖို့သဘောတူခဲ့ကြပါသည်လက်ရှိမှာမွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ပူးပေါင်းနေတဲ့မော်လနက်ကိုင်တပ်ဖွဲ့၃ခုရှိပြီးအဲ့ဒီတပ်တွေအားလုံးဟာရေဖြူမြို့နယ်အပါအဝင် ရေးတောင်ပိုင်းနဲ့မြောက်ပိုင်းပြင်တန်ဖြူစရက်တောင်ပိုင်းထိစုစည်းမှုတွေရှိလာတာပါ အဲ့လိုပူပေါင်းလိုက်နိုင်တာဟာလူအင်အားလက်နက်အင်အားစတဲ့ရင်းမြစ်တွေကိုပုံများစေကစစ်စင်ရေးအရလှုပ်ဆောင်နိုင်စွာတိုးတက်လာစေပြီးနိုင်ငံရေးအရပုံမိုတည်ငြိမ်လာစေတယ်လို့ Rice ကသုံးသပ်ထားပါတယ်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ ဇွန်လ3ရက်နေ့မှာတောင်ကိုရီးယားဂျားဖြတ်သမ္မတရွေးကောက်ပွဲကျင်းပတော့မှာဖြစ်ပါတယ်။ဒီအကြောင်းကိုတော့ဘဘက်ကပြပြပေးထားပါတယ်။သမရဟောင်ယွန်းဆိုယိုရဲ့ခိတဘဲကြာခဲ့တဲ့စစ်အုပ်ချုပ်ရေးဥပဒေကျင်းညာမှုနဲ့ပတ်သက်လို့သူကိုပြီးခဲ့တဲ့သတင်းပတ်မှာယာဒုကနေထုတ်ပယ်ခဲ့ပြီးနောက်ဂျားဖြတ်သမရရေးကောက်ပွဲကျင်းပမယ့်ရက်အဖြစ်ဇွန်လ3ရက်ကိုတောင်ကိုရီးယားအစိုးရကသဘောတူခွင့်ပြုပေးလိုက်ပါတယ်။ ရွေးကောက်ပွဲအတွက်အများပြည်သူအားလည်းရဲ့တရက်ကိုသဘောတူခွင့်ပြုပေးဖို့လိုအပ်တဲ့အတွက်အမျိုးသားရွေးကောက်ပွဲကော်မရှင်နဲ့ဆွေးနွေးပြီးနောက်အဒီရဆွဲကိုအစိုးရအဖွဲ့ကဧပြီလ၈ရက်မှာအတည်ပြုပေးလိုက်တာဖြစ်ပါတယ်။ဒီဇင်ဘာ၃ရက်ကစစ်အုပ်ချုပ်ရေးဥပဒေကျင်ညာပြီးလွတ်တော်အစီအဝေးမကျင်းပနိုင်အောင်စစ်သားတွေဆေလွတ်ခဲ့တဲ့အတွက်ယွန်းကိုတမရတာဝန်ချိုးဖောက်မှုနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကယာဒုကနေထုတ်ပယ်ခဲ့တာပါ။တမရတနေရလစ်လက်သွားရင်ရပောင်း60အတွင်းတမရရွေးကောက်ပွဲအစ်စ်ကျင်းပပေးရမယ်လို့ဥပဒေအရ သတ်မှတ်ထားပါတယ်။တမရဟောင်ယုံရဲ့စစ်အုပ်ချုပ်ရေးဥပဒေကျင်ညာပြီးနောက်သူ့ကိုလွှတ်တော်ကဆွဆွဲပစ်တင်ခဲ့တယ်လို့သူ့နေရာမှာအစားထိုးတာဝန်ယူတဲ့ယာယီကောင်းဆောင်ဝန်ကြီးချုပ်ဟန်ရက်ဆူကိုလည်းဆွဆွဲပစ်တင်ခဲ့ကြတဲ့အတွက်တောင်ကိုရီးယားမှာလာနေချီပြီးနိုင်ငံရေးမတည်မငြိမ်ဖြစ်ခဲ့ရပါတယ်။ဝန်ကြီးချုပ်ဟန်အပေါ်ဆွဆွဲပစ်တင်မှုကိုဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကနောက်ပိုင်းမှာရုတ်သိမ်းပေးခဲ့တဲ့အတွက်သူဟာရွေးကောက်ပွဲကျင်းပချိန်အထိယာယီကောင်းဆောင်အဖြစ်ဆက်လက်တာဝန်ယူရမှာဖြစ်ပါတယ်။ တန်ကိုရီးယားအစိုးရအဖွဲ့ရဲ့ထိတ်ဆုံးနေရလစ်လက်နေမှုဟာအမေရိကန်သမ္မတထရန့်ရဲ့အခွန်တိုးကောက်မှုတွေနဲ့ရင်ဆိုင်နေရချိန်မှာဖြစ်ပေါ်နေတာဖြစ်ပါတယ်။2022ခုနှစ်မှာမဲအနှဲငယ်နဲ့သမ္မတဟောင်းယွန်ကိုကပ်ပြီးရှုံးနိမ့်ခဲ့တဲ့ Liberal Democratic Party ရဲ့လူပိန်းကြိုက်ခေါင်းဆောင်လီကျေးမြောင်ဟာရွေးကောက်ပွဲမှာဦးဆောင်မဲသူအဖြစ်တစ်ပြေးနေပေမဲ့သူဟာရွေးကောက်ပွဲဥပဒေချိုးဖောက်မှုနဲ့လက်ပေးလက်ယူမှုအပါအဝင်ဆွဲချက်တွေအများကြီးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ်အခွန်တိုးကောင်းမဲ့ထရန့်ရဲ့ချိန်ချောင်မှုကိုအဆုံးထိတိုက်ပွဲဝင်သွားမယ်လို့တရုတ်တုံ့ပြန်လိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝန်ကြီးကတင်ဆက်ပေးထားပါတယ်။ပေကျင်းရဲ့လက်စားချေတဲ့အခွန်တိုးကောင်းမှုတွေကိုပြန်မရုပ်သိမ်းဘူးဆိုရင်အခွန်50ရာခိုင်နှုန်းအထိတိုးမြင့်ကောက်ခံသွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကချိန်ချောင်းလိုက်ပြီးတဲ့နောက်တရုတ်ကဧပြီ8ရက်မှာပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်ပါတယ်။အမေရိကန်ရဲ့အကြက်ကင်တဲ့သဘောတဘာဝကိုမိမိတို့လုံးဝလက်ခံမှာမဟုတ်ဘဲအစုံအထည်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့တရုတ်စစ်ပွဲရေးဝန်ကြီးကပြောပါရီ ဒီလိုလက်ခဲတဲ့လက်အခြေအနေကြောင့်ကမ္ဘာကြီးမှာဆောင်စီးပွားရေးနှစ်နိုင်ငံကြားအင်အားကုန်ထုတ်သုံးတဲ့ကုန်သွယ်ရေးစစ်ပွဲကြီးဖြစ်လာနိုင်တယ်လို့လေ့လာသူတွေကပြောပါတယ်။အခွန်အသစ်တွေကြောင့်တရုတ်စီကကုန်စည်တချို့တင်သွင်းမဲ့ American company တွေဟာအခွန်104ရာခိုင်နှုန်းအထိပေးဆောင်ရမယ့်အခြေအနေနဲ့ရင်ဆိုင်နေကြပါတယ်။ April 10ရက်ဈေးကွက်ဖွင့်ချိန်မှာ Asia Stock Share ဈေးနှုန်းအများစုမြင့်မားခဲ့ပေမဲ့ Taiwan Stock Share ဈေးနှုန်း4ရာခိုင်နှုန်းထပ်မံကျဆင်းခဲ့ပါတယ်။ လန်ဒန်မှာရှိတဲ့ FTSE 100အပါအဝင်ဥရောပရဲ့ကြီးမားဆုံး stock share ဈေးကွက်တွေဟာ April 9ရက်မှာဈေးနှုန်း400ရိုင်နှုန်း short ပြီးပိတ်သိမ်းခဲ့ကြပါတယ်။ Britain နိုင်ငံမှာနေထိုင်စားသောက်မှုဈေးဟာတချို့လူတွေအတွက်ပြဿနာဖြစ်လာပြီးစီးပွားရေးဆုပ်ယုပ်မှာကိုလူများစိုးရိမ်နေကြတာဖြစ်ပါတယ်။ Britain နိုင်ငံသား၃ပုံ၂ပုံဟာ American ရဲ့အခွန်တွေနဲ့ပတ်သက်လို့စိုးရိမ်နေကြပြီးနေထိုင်စားသောက်မှုကုန်ကျစရိတ်ဟာ PR ပိုများလာမှာကိုစိုးရိမ်နေကြကြောင်း လက်တလောစစ်တမ်းတွေမှာဖော်ပြထားပါတယ်တရုတ်ကတော့ထရန့်ရဲ့အခွန်တိုးမြင့် ကောက်ခံမှုကိုကြံ့ကြံ့ခံပြီးအဆုံးအထိတိုက်ပွဲဝင်သွားမယ်လို့ကြေညာထားပါတယ်အမေရိကန်ကအခုလျှောက်နေတဲ့လမ်းကြောင်းတိုင်းဆက်လျှောက်နေမယ်ဆိုရင်မိမိတို့အနေနဲ့အဆုံးအထိတိုက်ပွဲဝင်သွားမယ်လို့တရုတ်စီးပွားရေးဝန်ကြီးကပြောပါတယ်အမေရိကန်ရဲ့လုပ်ရက်တွေဟာတစ်ဖက်သက်အဓိပ္ပာယ်မဲ့အနိုင်ကျင့်တဲ့လုပ်ရက်ဖြစ်တယ်လို့တရုတ်ကပြောပါတယ်။တရုတ်အနေနဲ့အဲ့ဒီစိန်ခေါ်မှုတွေကိုဖြည့်ရှင်းနိုင်စွာအပြည့်အဝရှိပြီးရိုက်ခတ်မှုတွေကိုကင်တွယ်ဖြည့်ရှင်းဖို့တတ်တည်နဲ့ယုံကြည်မှုအပြည့်ရှိတယ်လို့ ကွန်မြူနစ်ပါတီကတရုတ်ပြည်သူတွေကိုအသိပေးထားပါတယ်မနက်ဖြန်ဧပြီလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင် ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းတော်ချက်အရာဘင်္ဂလားပင်လယ်အော်တောင်ဘက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့လေပြင်းရဲရုံဝင်ဟာအနောက်မြောက်ဘက်ကိုရွေ့ရှားခဲ့ပြီးဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ရင်းဆက်ဆက်လျက်ရှိနေတဲ့ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့မှာပိုအားကောင်းတဲ့လေပြင်းရဲရုံဝင်ဖြစ်ဆက်လက်တည်ရှိနေပါတယ်လီဗီးယားနဲ့ရဝွန်ရဲ့အရှိန်ကြောင့်လာမယ့်24နိုင်ရဲ့တွင်သခိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းနေပြည်တော် ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပြီးတနင်္သာရီတိုင်းနဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။ငလင်ဘေးသိမ်းပြည်သူတွေအနေနဲ့မိုးရွာသွန်းမှုစိုက်စင်းလေပြင်းတိုက်ခတ်မှုမိုးတိမ်တောင်ဖြစ်ပေါ်မှုနဲ့အတူနောက်ဆက်တွဲကျန်းမာရေးဆိုင်ရာအန်ဒီရဲတွေကိုအထူးသတိပြုနိုင်ကြဖို့နဲ့အမိုးအကာတွေကြိုတင်ပြင်ဆင်ထားကြရမှာဖြစ်ပါတယ်။မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်တို့မှာတိမ်အသင်းသင်းမှတိမ်ထူထန်နိုင်ပါတယ်။ရခိုင်ကံယူရန်နဲ့မြဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောင်နောက်တောင်ဘက်ကနေတနင်္ဆိုင်ပိုင်းမှမိုင်၃၀ခန်းထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအသင်သင်ရှိနေပါတယ်။တနင်္သာရီကံယူရန်နဲ့မုတ်တမာခွေတို့မှာလေဟာအရှိဘက်ကနေတနင်္ဆိုင်ပိုင်းမှမိုင်၃၀ခန်းထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအသင်သင်ရှိနေပါတယ်။ နေအပူချိန်တွေကတော့ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်း၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာပုံမှန်အပူချိန်တွေထက်မြင့်တက်နိုင်ပါတယ်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နယ်ဖအံမြို့တို့မှာ35ဒီဂရီစင်တီဂရိတ်နဲ့တဝယ်မြို့တို့မှာ34ဒီဂရီစင်တီဂရိတ်အထိသီးရှိနိုင်ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသတစ်ခုလုံးမှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်းအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်ပြီးရေဖျားသုံးဆူကော့ကရိတ်မြဝတီနဲ့ကော်တောင်းမြို့ဝန်းကျင်မှာတော့အလွန်ပြင်းထန်တဲ့အဆင့်မှာရှိနိုင်တယ်လို့ခန့်မှန်းရရှိထားပါတယ်။မြို့အခြေအနေမှာရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမနက်ပိုင်းမြေတူများကြာဆင်းနိုင်ပါတယ်။ ဒီမိုးလေးပတ်သားအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ windy.com တို့ကနေရာယူဖော်ပြတာဖြစ်ပါတယ်။တာလင်ထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစည်းအဝေးကိုကြည့်ရှုခန်းစားခဲ့ရတာပါ။တာလင်ထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလင်ထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ ငလင်မလုံးကပ်မီပြင်ဆင်ရန်နေရအတွင်းအနေရရှိတဲ့နေရာတွေနဲ့အနေရကင်းတဲ့နေရာတွေကိုဒီသားစုဝင်အလုံးသိရှိအောင်ဆောင်ရွက်ထားပါငလင်လောက်ခတ်ချိန်မှာလျှက်စစ်မိန်ကလုံးချတာမိဖို့တွေကို အလယ်မြန်မိငိမ့်တက်တာတွေကို ပြုလုပ်နိုင်ရန်ကြိုတင်လေ့ကျင့်ထားသင့်ပါတယ်ငလင်လောက်ကတာကိုခန်းစားမိတာနဲ့ဆက်ချင်းအိမ်အပြင်ကိုပြေးထွက်နိုင်မှာကကိုနဲ့မကွာဆောင်းထားရမယ့် တန်ဖိုးကြီးပစ္စည်းများအရေးကြီးစာရစာတမ်းတွေနဲ့စေဝါးတွေပါတဲ့အရေးပေါ်အိတ်ကို အသင်ပြင်ဆင်ထားပါအရေးပေါ်အသက်ကယ်ဆယ်နည်းကို လေ့လာထားပါမတော်တဆထိခိုက်ဒဏ်ရာရမှုတွေအတွက်အရေးပေါ်စေအိတ်ကိုစောင့်ထားပါနေအိမ်တွေမှာမိသက်စေဘူးစောင့်ထားပါငလင်းလောက်ခတ်နေချိန်ဆောင်ရန်ရှောင်ရန်ငလင်းလောက်ခတ်နေချိန်မှာနေအဆောင်အုံအတွင်းမှာရှိနေပါက ခနာပုပ်ကိုဝစ်ချ၍ဥကောင်းကိုအကာအကွယ်ယူနိုင်အောင်ဥစွာဂယုဆိုင်ပါဥကောင်းကိုစပွဲစိုးပါထိုင်ကုန်ဖွင့်ရပါတဲ့ဂရင်တို့နဲ့ကာကွယ်ထားပါကငလင်လောက်ခတ်မှုကြောင့်ခနာကိုရွေ့မသွားစေဖို့အစိုးပါစပွဲထိုင်ကုန်ခြေတော့တိုင်တွေကိုမြဲမြံစွာစုပ်ကင်ထားပါနေရရွေရှား၍အကာအကွယ်ယူရန်လိုအပ်ပါကဥကောင်းကိုလက်သို့မဟုတ်အကာအကွယ်တစ်ခုခုဖြင့်ကာကွယ်ပြီးမှရွေရှားပါ ငလင်လုံးနဲ့ချိန်နေအိမ်ပြင်မကိုရောက်ရှိနေပါကအနီးမှာရှိတဲ့တပ်ပင်တွေစိုင်းပုတ်တွေဓာတ်ကြိုးတွေဓာတ်တိုင်တွေကြိုးကြပြတ်ကြလာနိုင်တဲ့အဲ့ဒီရဲ့ကိုရီဗျူပါရေမောင်းနေတဲ့ချိန်ဖြစ်ပါကတရားတွေတောင်ဆောင်းတွေနဲ့တပ်ပင်ကြီးတွေအနီးကိုဖြတ်တမ်းမောင်းနေခြင်းကိုရီဗျူပါငလင်လုတ်ခတ်ချိန်မှာရင်းတွေကိုအရှိန်လျှော့ပြီးဘေးကင်းရာနေရာတွေမှာခတ်တရန်နာထားပါ ပင်လယ်ကမ်းစပ်တွေမှာနေထိုင်သူတွေအနေနဲ့ငလင်ကြီးများလှုပ်ခတ်ချိန်မှာနောက်ဆက်တွဲစူနာမီအန္တရာယ်ကိုသတိပြုပါငလင်လှုပ်ခတ်ပြီးနောက်သတိပြုရန်ငလင်လှုပ်ခတ်ပြီးချိန်မှာအဆောက်အုံထိခိုက်မှုအနေအထားကိုစစ်ဆေးပါငလင်ကြီးလှုပ်ခတ်ပြီးနောက်ဆက်တွဲငလင်တွေလှုပ်ခတ်ချိန်မှာပြိုကျနိုင်တဲ့အခြေအနေရှိနေပါကအနေအမြန်လူရွှေပြောင်းမှုတွေကိုလှုပ်ဆောင်ပါ အဆောင်အုံကိုစွန့်ခွာရမယ့်အခြေအနေရှိပါကလူအများပြတ်သိပ်၍တိုးဝေ့ပြေးထွက်ခြင်းမျိုးကိုရှောင်ကျဉ်ရပါမယ်။ငလင်ကြောင့်ပြိုကျနိုင်ခြင်းရှိတဲ့အဆောင်အုံအစိပ်အပိုင်းတွေမှာ လူအများတိုးဝေ့ခြင်းကြောင့်ပြိုကျပြုတ်ကျခြင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။ငလင်လောက်ကပ်ပြီးနောက်မီးလောင်ခြင်းရေကာရာတွေကျိုးပြတ်ခြင်းလျှက်တပြက်ရေကြီးခြင်း ရှင်ရင်ချော်ရည်ဘူးများပန့်ထွက်ခြင်းတောင်ပြိုမြေပြိုခြင်းနဲ့တမ်းမားပြိုခြင်းတွေဖြစ်ပွားနိုင်တဲ့အနေအကိုအထူးသတိပြုပါမြမပြည်သူလူထုအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဖိနှိပ်မှုမျိုးစုံနဲ့မတရားအာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့လူမှုဒုက္ခအဝါအဝါကိုခံစားနေရချိန်မှာတဘာဝဘေးအနေအရကြောင့်ထိခိုက်ဆုံးရှုံးရမှုများထပ်မံမဖြစ်ပွားစေရအတွက် အထူးသတိပြုနေထိုင်ကြပါရန် တည်ပြီးနှိုးဆော်အပ်ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားများဘေးရန်တွေအမျိုးမျိုးမှကင်းဝေးနိုင်ကြပါစေ။